ဲ့ဒါဘောဘုံခုဆိုတာလေးကိုတိတိချာချာလေးနားထောင်ပြီးလို့ရှင်အဲ့ဒါလေးကိုရအောင်ဆိုတဲ့ရမယ်ကြက်မှတ်ရမယ်ပေါ့နော်ကြက်တဲ့အဆင့်ထိမရောက်ပါဘူးလွယ်လွယ်လေးမြမာနဲ့လို့တတ္တဝဟူသည်မြတို့သည်ဘေးရန်ကင်းကွာ ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေရပြီဒီလောက်ဆိုနော်အပေါ်ကနေစဆင်းလာတာတတ္တဝကိုအာယုံပြုတဲ့နေရာမှာမြမာနဲ့လို့ တတဝါဟူသမျှတို့သည်ဆိုတာအပေပုံသားတွေကိုရည်ရွယ်အာကုံသွားတယ်နော်ပြမာနတ်လူတတဝါဟူသမျှတို့သည်ဘေးရန်ကင်းกว่าကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေဟုတ်လားအဲ့လိုမေတ္တာပြုတဲ့နေရာမှာဒါလေးကိုထပ်ခါထပ်ခါဘုံဘဝရွတ်စေခြင်းနဲ့ဟုတ်လားအဲ့လိုရွတ်ဆိုတဲ့အခါမှာကိုယ့်ရဲ့စိတ်ကစောစောပြောသလိုဘေးရန်ကင်းစေခြင်းနဲ့စိတ်ဆန္ဒကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်ဆန္ဒစိတ်ချမ်းသာစေခြင်းနဲ့စိတ်ဆန္ဒ ကြီးအကျယ်ရှိရမယ်မြတ်စွာဘုရားကတော့ရှင်းအောင်ဥပမာလေးနဲ့ပေးတယ်မေတ္တာထားတဲ့အခါမှာဘလို့ထားရမှာတော့ပေးတဲ့တို့အမြဲတမ်းညွတ်နေကြဖြစ်ပါလိမ့်မယ်မေတ္တာတုတ်သေးမှာ မာတာယထာနိယံပုဗ္ဗမာယုတာဧကပုဗ္ဗမနုရခေဒါမေတ္တာမထားတတ်တဲ့ပုံကိုယ်တွေထားတတ်အောင်ဥပမာပေးတာတူရီသောသားကို မိခင်ဟာစောင်းလျှောက်သလိုမျိုးကောင်းစေခြင်းသလိုမျိုး တမီးတောင်မပြောဘူးနော်ရေဘူးရတမီးနဲ့သားဆိုရင်သားကိုပိုချစ်ကြရအောင်သားသမီးက၃၄ယောက်ရှိတယ်ဆိုရင်တော့အချစ်တရားခွဲနေရမှာရှိုးလို့ဧကပုဒ္ဒတယောက်သေးသောသားဟုတ်လားအဲ့ဒါရဲ့ပုံမှာမိခင်ဟာဘလောက်ကောင်းစေခြင်းမလဲဘေးရန်လည်းမတွေ့စေခြင်းဘူးကျမကြီးလည်းမဖောက်ပြန်စေခြင်းဘူးစိတ်ဆင်းရဲစရာလည်းမတွေ့စေခြင်းဘူးအဲ့ဒါလိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာတူဦးဒီသောသားရဲ့ပုံမှာထားတဲ့စိတ်ထားမျိုး ထားရမေးတဲ့နားမလည်တယ်ပါရှိတော့အားမရှိဘူးเนาะကိုချင်းစာစိတ်နဲ့လည်းပဲမေတ္တာတရားထားရမယ်ဒါကြောင့်မေတ္တာပို့ရင်ကိုကိုကိုအရင်ပို့ရတယ်ဘာဖြစ်လို့တုံးဆိုတော့ကိုဘလောက်ဘေးရန်ကင်းကျင်တယ်လေဆိုတာကိုစဉ်းစားမိခြင်းဟာတတ္တဝါတွေလည်းဘေးရန်ကင်းကျင်ကြမှာပဲဆိုတဲ့အတွေးကိုပေါက်စေတယ်ကိုဘလောက်ကျမ်းမာရေးဖောက်ပြန်တာကိုကြောက်တယ်လေကျမ်းမာရေးကောင်းကျင်တယ်လေကိုဘလောက်စိတ်ဆင်းရဲမှုကိုကြောက်တယ်လေစိတ်ချမ်းသာကျင်တယ်လေ အဲ့ဒါကိုစဉ်းစားလိုက်ရင်ဩတတ္တဝါတွေအကုန်လုံးလည်းပဲကိုယ့်လိုပဲဆိုတဲ့စိတ်ထားလေးနဲ့နော်အခြေခံဒီအမြင်လေးတွေရှိရမယ်ဟုတ်လားမေတ္တာပို့တော့မယ်ဆိုရင်အဲ့ဒါကိုကြိုးစားရမယ်မေတ္တာကိုခြုံရမယ်ကိုယ့်ရဲ့စိတ်နှလုံးကိုဘေးတွေအန္တရာယ်ဝင်ပြီးတော့မနှိမ့်ဆက်ဖို့လုံခြုံတယ်ဆိုတာပြီးတော့ဘုံဘုံအတိပ္ပယ်အကျေပြောပါမယ်ကိုယ်ကမေတ္တာပို့နည်းလေးကိုအရင်ပြောနေတာဟုတ်လားမေတ္တာဘလို့ပို့မှာတော့ခုနကတည်းကစာပိုင်လေးကိုရအောင်ဆိုရမယ် ြင်မာနဲ့လူတတ္တဝဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေပတိတစီချလိုက်လက်ချိုးရင်လက်ချိုးပတိတပတ်ဆိုရင်၁၈ခေါက်ဖြစ်မယ်နော်ကြိုးစားမယ်လို့အမခံနိုင်မလားအဲ့ဒီဂရီလေးမြန်ပေးနိုင်မလားလောက်ကြည့်နော်ပြီးရင်မေတ္တာတရားကိုဘယ်လောက်ထိလုံခြုံအောင်စောင့်ရှောက်တယ်လဲဆိုတာကိုကိုယ်ကိုယ်တိုင်တွေ့ရလိမ့်မယ် ဒီနေ့မှာလုံကြုံအောင်ရှောက်ရှောက်တယ်ဆိုတာကနှစ်ပိုင်းရှိတယ်ပြင်မကမျက်စိနဲ့မြင်ရတဲ့ကြောင်းမဲ့ဖွေရဘေးစုအန်ရဲစုမကြမရအောင်ကာကွယ်ရှောက်ရှောက်နိုင်စွာရှိတယ်လို့လည်းမြတ်စွာဘုရားအတိလင်းဟောတယ်မေတ္တာရဲ့အစွမ်းတတ္တိကိုပြောတဲ့နေရာမှာနောက်တစ်ဖက်မှာလည်းပဲဒီအတွင်းစိတ်ကိုဘေးဖြစ်စေတဲ့အန်ရဲဖြစ်စေတဲ့ကြောင်းမဲ့ဖွေရຢາກາດໍດາ મો ຫະອະສາຊີແດຍັນດູໂຕຍໄຫຼເສັດຂັນຍາຈင်းມາແລ້ວເບລົງຈົ່ງອອງສ້າງຊောက်ໄນຊວນຊີຫນີເດເອີ້ລົງຈົ່ງຫມູ່ຫະປູ້ເລ່ນແດ ပြင်ဘက်ကအန်လျေကိုလုံယုံအောင်စောင့်ရှောက်နိုင်တဲ့အစွမ်းတွေမကဘူးအတွင်းစိတ်ကိုပါအန်လျေဖြစ်စေမဲ့အရာတွေကနေကာကွယ်ပေးနိုင်စွမ်းလည်းရှိနေသေးတယ်မေတ္တာတရားရဲ့စွမ်းရည် ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကနားလည်ပြီးတော့မေတ္တာပွားလို့စိတ်ကိုထက်သန်စေပြီးတော့မေတ္တာကိုပွားကြည့်ရမယ်ဟုတ်လား